တချို့ကပြောတယ်သာသနာပြတ်မှာဟာဘုန်းကြီးတွေကြောင့်တိလာရှင်တွေကြောင့်လို့ပြောကြတယ်တကယ်တော့ဘုန်းကြီးတွေတိလာရှင်တွေမကအောင်ကိုးကွယ်တဲ့တရားဓမ္မတွေရဲ့ပြောကလည်းပါပါတယ်ဒါဥပဇင်းပြောတာမဟုတ်ပါဘူးနော်ဘုရားဟောတယ်မှာပါပါတယ်သာသနာကိုရခြင်းအကြောင်းကိုမြတ်စွာဘုရားကိုရဟန်းတော်တွေမေးတဲ့အခါမှာမြတ်စွာဘုရားကဒီသာသနာတွေမှာနေထိုင်ကြတဲ့ ဘိက္ခုဘိက္ခုနီဥပါဒကဥပတိကလို့ခေါ်တယ်ဗုဒ္ဓဘာသာဝင်တက္ကရာမတွေချောင်းလဲပါတယ်ဆိုတာကိုဖရာကိုယ်တိုင်ဟောထားတာရှိတယ်။အဲတက္ကရာမတွေအနေနဲ့ရှေရောတန်ဃာတော်တွေမကပဲနဲ့မိမိတို့ကပြုပြင်ဖို့ကြိုးစားဖို့လိုအပ်တယ်ပေါ့။သာသနာ့ကွယ်တယ်ဆိုတာမိမိတို့ပယောဂတွေလဲပါတယ်ပေါ့။ဒါကြောင့်ဒီနေ့ဦးဇင်းတို့သာသနာတော်ကိုချစ်ကြရရင်သာသနာတော်ကိုတန်ရှင်းစေခြင်းနဲ့ဆိုရင်မိမိတို့ကိုယ်တိုင်ကိုယ်ကံမှုစနစ်ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာလေးကိုဒီနေ့ဟောကျင်တာဖြစ်ပါတယ်။ကဲကောင်းပြီဦးဇလူစပြီးတော့ဟောကြားနာကြရအောင်။မူလမန္တာတာအတ္တကရာထဲမှာဆရာတကာကိုးကဏီလေးမျိုးမှာတပတ်၁ကဘာလဲဆိုတော့ပါဠိလိုစပြောရမယ်ဆိုလို့ရှိရင်ဂဟဂဟကလို့ခေါ်တယ်။ဂဟဂဟဂဟကဒီဆိုတာမြန်မာလိုပြောရင်တကာကလည်းဖန်ဆရာကလည်းဖန်တဲ့ဒီတဲ့နံပါတ်၁ဒီက။ တကလည်းဖမ်းတယ်ဆရာလည်းဖမ်းတယ်ဒီဖမ်းတယ်ဆိုတာတဏမာနဒိဋ္ဌိတွေနဲ့ကိုးကွယ်ကြတာကိုပြောတာနော်တက္ကရာမတွေဒီနဲ့ဇေရောတန်တော်တွေကိုကိုးကွယ်တဲ့အခါသာသနာတော်ကိုကိုးကွယ်တဲ့အခါမှာတဏမာနဒိဋ္ဌိတွေနဲ့ကိုးကွယ်တာကာဟဖမ်းယူတာပဲစာပေဓမ္မမလို့ပြောသလဲဆိုတော့ တန်ဃာတော်တွေဆရာတော်တွေစီကိုချင်းကတ်တယ်ကိုးကွယ်တယ်စီကတ်တယ်လူတန်းပူဇော်တယ်စိတ်ထဲမှာမယိုသားအောင်မယိုသားတဲ့စိတ်နဲ့ချင်းကတ်လာတယ်ဒီဆရာတော်ကြီးကိုချင်းကတ်ရင်ငါတို့ဘာအခွင့်အရေးရမလဲဆိုတဲ့အခွင့်အရေးမျော်လင့်ချက်နဲ့ချင်းကတ်လာတာနော်တစုံတစ်ခုရလို့ရညာဟာဒီဆရာတော်ကြီးကနော်ဘသူတွေနဲ့ဘလို့ရင်းနှီးတယ်ဘလို့ခင်မင်းတယ်အဲ့တော့ဆရာတော်ကြီးကိုနော်နိုင်ငံတော်အစိုးရကကိုးကွယ်တယ် ဆိုတော့ဒီဆရာတော်ကငါတို့ကြောင်းတောက်ဆောက်ပေးမယ်ကားလူပေးမယ်ဆိုလို့ရှိရင်ငါတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ဆရာတော်ကြီးကကူညီပေးနိုင်တယ်ဟောဒါမျိုးเนาะကိုယ့်ရဲ့စီးပွားရေးကိစ္စနိုင်ငံရေးကိစ္စတွေเนาะဆိုတော့လို့မဲတွေဘာတွေဆွဲဖို့အတွက်ဆရာတော်ကြီးသိရှင်းကတ်တယ်အဲ့လိုမဲများများလိုချင်လို့ဆရာတော်ကြီးရှင်းကတ်တယ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းပါမစ်တွေရဖို့အတွက်ဆရာတော်ကြီးသိရှင်းကတ်တယ်အဲ့ဒါကိုပါဠိလိုဂါဟလို့ခေါ်တယ်တဏှာနဲ့ဖမ်းတာ ဆရာတော်ကြီးစီကိုချင့်ကပ်လာတာယောသားတဲ့စိတ်နဲ့ချင့်ကပ်လာတာမဟုတ်ဘူးလိုချင်တဲ့စိတ်တွေနဲ့ချင့်ကပ်လာတာနိုင်ငံရေးလိုချင်လို့စီးပွားရေးလိုချင်လို့ယာဒုလိုချင်လို့ချင့်ကပ်လာတာအဆရာတော်ကြီးပြောပြပါဦးတပိတော့ဒီမြေခွက်လေးတော့လုချင်တယ်သက်ပါမေးလိုချင်တယ်ကပါမေးလိုချင်တယ်စသည်ဖြင့်ဆရာတော်ကြီးတွေစီချင့်ကပ်ပြီးတော့အပူကတ်တယ်ပေါ့ဆိုတော့အဲ့ဒါဟာဘာလဲဆိုတော့ဂါဟလို့ခေါ်တယ် ကိုယ်ကမူစနစ်လွဲနေတာပြောတာနော်အဲကြောင့်ဘယ်ကောင်းခါမှဒီနေ့တရားနာနေတဲ့တရားဓမ္မတွေမှတ်ထားကုသသနာကိုညင်ွမ်းအောင်လုပ်တာသူများမဟုတ်ဘူးတို့တရားဓမ္မတွေပဲနော်အဲ့တော့ဘုန်းကြီးတွေသီလမရှိဘူးသီလမရှိဆိုတရားဓမ္မတွေကိုယ်တိုင်ကိုယ်ကသီလပြတ်အောင်ရှင်းကပ်နေတာလीနော်မိမိတို့ဘယောခမกินဘူးဆိုတာကိုဒီနေ့သိစေချင်ပါတယ်ဆရာတော်သံဃာတော်တွေစီကိုအဲ့လိုမျိုးမယုံမသားတဲ့စိတ်နဲ့ရှင်းကပ်ခြင်းဟာပါဠိစာပေမှာဂါဟဆရာတော်တွေကိုဖမ်းထားတာ ဖမ်းယူတဲ့စနစ်လို့ခေါ်တယ်နော်။ဘာနဲ့ဖမ်းတာလဲဆိုတနာနဲ့ဖမ်းတာလား။နော်လက်လာပါလိမ့်မယ်။တရားတော်ဘက်ကလည်းပဲအေးငါဒီတကာကြီးရဲ့ငါပုံမှာကျေးဇူးများတယ်။ဒီတကာကြီးကငါတို့အကြောင်းမှာအယံလှူတာပဲ။ဒီတကာကြီးကငါတို့ကိုနော်ကားတွေလည်းလှူပေးတယ်တိုက်တွေလည်းဆောက်ပေးတယ်။ငါရဲ့ပရိဒါလုပ်ငန်းတွေမှာလည်းဒီဆရာတော်ကြီးကဒီတကာကြီးကနော်ငါမှာအများကြီးနောက်ကနေပံ့ပိုးပေးတယ်ဆိုပြီးတော့အေးတကာကြီးမကူနဲ့ချုပ်ပြောပေးမယ်ဗျာဆိုပြီးတော့နော်အဲ့တော့တက်ဆိုင်ရာပုဂ္ဂိုလ်ကြီးကို နော်ခေါင်းကြီးရဲ့မေတ္တာရက်ခံစာနဲ့ပုံစံမျိုးနဲ့၆လွာတွေတင်ပေးမယ်လက်မှတ်တွေထိုးပေးမယ်စာတီဖိခိုက်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒါမျိုးကြတော့ဆရာကဆရာဖြစ်တဲ့ဘုန်းကြီးက တကားကိုပြန်ဖမ်းတာပဲလေနော်တကားကလည်းဆရာကို PC လေးပါနဲ့ဖမ်းထားတယ်ဆရာကလည်းတကားကိုနော်ခုနကဆရာတကားအပြန်အလှန်ဖမ်းတယ်ဒီအဲ့ဒီတကားကမှတွေတတိထားကြည့်ပါမိမိတို့ပဝန်းကျင်မှာအဲ့ဒီလိုကိုးကွယ်မှုမျိုးတွေတွေ့ကြနိုင်မယ် ဒါမလောက်ကောင်းပါဘူးเนาะဒီကိုယ်ခွယ်မှုစနစ်ကသာသနာပြည့်စည်တဲ့ဥပ္ပယ်မှုစနစ်ဖြစ်တယ်ဆရာလည်းတိလာပြတ်ပြီးတကလည်းညွန်းနှွမ်းတဲ့ပုံစံဖြစ်ပါတယ်